နမောတတအတိတ်ပဲလေးတနာတော်အားဖြင့်ရှင်းပြပေးတော်မူပါဖရာနီနီလေးနဲ့ဝေးနေလို့ပါဖရာတဲ့နမောတတဂါထာသည်ဘဂဝါဂုံတော်ရဲ့အရဟံဂုံတော်ရဲ့တမ္မာတန်ဗုဒ္ဓဂုံတော်ရဲ့ဆိုပြီးဂုံတော်သုံးမျိုးပါဝင်သည့်တူတူလေးနဲ့ထိရောက်သောဖရာရှိခိုးဂါထာဖြစ်ပါတယ်နော်တချို့ကနမောတတဂါထာကိုရွတ်ဆိုတဲ့အခါမှာနမောတတဘဂဝါတော်အရဟတော် တမ္မာတံဗုဒ္ဓတ္တဆိုပြီးလေးပါဒခွဲ၍ဆိုကြပါတယ်။အဲ့ဒီလိုဆိုတာဟာမှားပါတယ်နော်။တန်ယုတ်တနိကေအာဂန္တဝတ်ဒဏင်စာယီတုတ်အဖွင့်တီကာမှာနမောတတ္တဂါထာတိနမောတတ္တဘဂဝတောတရဟတောတမ္မာတံဗုဒ္ဓတ္တဟု၍မာဘာဒခွဲပြီးဆိုရသောဂါထာဖြစ်သောကြောင့်နမောတတ္တဂါထာတိအေဝံပင်စပဋိကဂါထာဖြစ်တယ်လို့ဆိုထားပါတယ်။ဒါကြောင့် နမောတတဂါထာကိုဆိုတဲ့အခါမှာနမောတတဘဂဝတောအရဟတောတမ္မာတံဗုဒ္ဓတဟူ၍ငါးပါဒခွဲပြီးဆိုရမယ်လို့မှတ်သားထားရမှာဖြစ်ပါတယ်။နမောတတဂါထာရဲ့အဓိပ္ပာယ်ကတော့ဘဂဝတောဘုံတော်ကြီးတော်မူသောအရဟတောပူဇော်အထူးကိုခံယူတော်မူထိုက်သောတမ္မာတံဗုဒ္ဓတတရားအလုံးစုံကိုကိုတော်တိုင် သိမြင်တော်မူထသောတတထိုမြတ်စွာဘုရားအား နမောရှ िख ိုးပါဤလို့အတိပ္ပယ်ရပါတယ်